အားလုံးမင်္ဂလာပါကျေးဇူးပါတယ်ဒီနေ့တော့ကျွန်တော်တို့အင်္ဂလိပ်စာရဲ့ letter ABC လေ့လာသွားမှာဖြစ်ပါတယ် ABC capital letter capital ဆိုတာတော့ ABC စာလုံးကြီးဖြစ်ပါတယ်ဒီနေ့ ABC စာလုံးကြီးလေ့လာရအောင်နော်ကဲပေါင်းရအောင် A B C D E F G H I J K L M N O P Q 주모구나 Q나 R S T U V W W 모구나 W X Y Z Z 모구나 미안하다 루리야 များသောအဖြစ်လူတွေကတော့ဒီဇီကိုဇက်လို့ပြောကြပါတယ်မားတယ်လို့တော့မပြောချင်ဘူးနိုင်ငံခြားမှာတော့သူ့ဇီလို့ပဲပြောကြပါတယ်ဇီ zebra z a b c capital letter capital letter ဆိုတာ a b c စာလုံးအကြီးကိုပြောတာဖြစ်ပါတယ်သူ့ upper case လို့ပြောပါတယ် upper case ဆိုရင်တော့စာလုံးအကြီးပေါ့နော် lower case ဆိုရင်တော့စာလုံးအသေး there are 26 letter in total စုစုပေါင်းကအခရာ26လုံးရှိတဲ့အတွက်သူ26 letter လို့ပြောပါတယ်26လုံးပါဝင်ပါတယ်เนาะ abc total ကစုစုပေါင်းဘယ်နှလုံးလဲ26လုံးရှိတယ်เนาะစုစုပေါင်းအခရာ26လုံးရှိပါတယ်ဒီနှစ်ခုကိုမှတ်ထားပါเนาะဒီဟာ q queen เนาะ ကျူဆိုရင်မားတယ်နော်ကျူဆိုရင်ဘယင်မောက်ရေးတဲ့အချင်း twin လို့ဖြစ်သွားမယ်နော် q မလို့ queen လို့ဖြစ်သွားတာနော်ပြီးရင်ဒီကောင်ကျတော့ z z ဆိုရင်မားတယ်နော် z zebra zebra မဖြစ်ဘူးနော် zebra ဟုတ်ကဲ့ကြည့်ရှုပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေအများကြီးလာအောင်မလို့အာကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပါနော်နောက်ထပ်ဗီဒီယိုအသစ်တွေတင်စရာအများကြီးရှိပါသေးတယ်လေ့လာလို့ရအောင် ခါလောင်းအတန်ကိုလည်းဖွင့်ထားပါ subscribe လာလုပ်ထားပါเนาะကျေးဇူးတင်ပါတယ် thank you so much for watching see you again in the next video